ရှီရိုပါလိစီမီဖိုင်နယ်မန်ချက်စတာယူနိုက်တက်နဲ့ပြီးပါ우မင်္ဂလာပါကိုကင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုကင်းပါမနေ့ပြညတနအိခွဲမှာရှင်ပြိုင်ကစားမဲ့မန်ချက်စတာယူနိုက်တက်နဲ့ဘီဘာအိုရဲ့ပွဲချိုသုံးသက်ချက်ကိုလုတ်ပေးသွားချင်ပါတယ်ခင်ဗျ key points တွေဆွဲထုတ်ကြည့်အောင်ဘီဘာအိုအနေနဲ့ယူနိုက်တက်ကို အနည်းဆုံး3ဂိုးသွင်းနိုင်မှရလိမ့်မယ်။3ဂိုးသွင်းပြီးနိုင်သွားခဲ့သည်ရှိတော့ extra time တွေရောက်မယ်နော်ပနတီတွေကန်ကောင်းကန်နိုင်တယ်။ပြီးပါဦးကစားသမားတချို့ကလည်း United အသင်းကိုနိုင်ယူကြော်ဖြတ်ဖို့အတွက်စိတ်အားထက်သန်မှုရှိနေကြတယ်။တို့ပေမဲ့ထင်သလောက်လွယ်သလား United ဒီဒီနေ့ဘောလုံးရာသီမှာအထူးသဖြင့် Ruben Amorim လက်ထက်မျက်နှာနှစ်ဖက်နဲ့အသင်းဖြစ်လာဒီစကားကိုကျွန်တော်အမြဲတမ်းလိုလိုပြောပါတယ်အလကားပြောတာမဟုတ်ပါဘူးတတိထားလို့ရအောင် Premier League မှာကတော့လုံးဝကြောင်ဖြစ်ချင်တယ်လို့ဖြစ်တာပြီးခဲ့တဲ့ Brentford နဲ့ပွဲမှာလည်းကိုကတကိုးရင်သွင်းပြီးတော့အသိခံရတာအသိခံရတာဆိုတာပွဲပြီးခင်ကဒီမှာ twin ကို းလေးတွေပြန်ရခဲ့လို့ကတ်ရှုံးတဲ့ပုံစံမျိုးဖြစ်သွားတာ။ဒါပေမဲ့ Premier League မှာတော့ United ကလုံးဝအဆင်မပြေဘူး။နော်။တစ်ဖက်က Villain မျက်နှာဆိုရင်တစ်ဖက်ကမင်းသားပဲ။အဲ့တော့ပြောပြောဆိုဆိုဒီနေ့ဥရောပပြိုင်ပွဲတွေမှာရှုံးမဲမရှိတဲ့တသင်းနဲ့တော့အသင်းဟာ မန်ချက်စတာယူနိုက်တက်ဖြစ်နေပြီအဲ့တော့ဒါယူရိုပါလိပြန်ရလို့ဘာလို့ဟိုပြောကောင်းပြောမယ်ပေါ့နော်တိုးတော်လဲယူနိုက်တက်အနေနဲ့ယူရိုပါလိမှာတကယ်ကြီးကောင်းတယ်ဆိုတဲ့အချက်ကိုလည်းမေ့ထားလို့မရဘူးအဲ့တော့ယူနိုက်တက်ဒီဒီယူရိုပါလိလမ်းကြောင်းကြော်ဖြတ်မှုတွေအထူးသဖြင့်လာယွန်နဲ့ပွဲဘလို့နီးနဲ့မှနောက်ဆင်းတက်ဖို့အတွက်မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ထင်ထားတာယူနိုက်တက်ပြိသက်တချို့ဒီမကြည့်တော့ဘူးဗျာအဲ့လောက်တွင်းသွားတော့ဟာသွားပြီးပြုတ်ပြီးငါတို့ဒီဖလားတစ်လုံးနဲ့နော်မျောလင်းခွင့်ရှိပါတယ်ဆိုမှကကြောင်နေလုတ်သွားပြီလို့ထင်ခဲ့တဲ့ညီကိုတွေရှိတယ်တီဗီတွေပိတ်ပြီးအိတ်ကုန်ကြပွဲပြီးသွားတဲ့အချိန်ကျမှဟာ what the fuck ဘာလို့အစ္စရာတိုင်းမှာနှစ်ဂိုးလောက်သွင်းထားတဲ့အခြေအနေမျိုးကြီးကနေနောက်ကပြန်လိုက်ပြီး come back ပြီးတော့အခု semi final ရောက်လာအဲ့တော့ပြောကြတယ် United က Europa League မှာအခြေအနေမျိုးစုံကိုသူကြော်ဖြတ်ပြီးသွားပြီသူတို့တွေကလုံးဝ confidence ကြီးကလုံးဝ so high level ရောက်နေသူကလာမရှုံနဲ့ငါတို့က Europa League မှာဖြုတ်မယ်ဆိုတဲ့ပုံစံမျိုးကြီးအဲ့တော့ Pro လည်းတွေ့မှာပါ Brentford နဲ့ပွဲမှာတကယ်တော့အဓိကကစားသမားအစုံလင်မဟုတ်ရင်တောင်မှ၃ပုံပုံ၂ပုံလောက်တဲကန်လို့ရတယ်ဒံရရရှိမှုဘာညာကတပိုင်းပေါ့ဗျာဒါပေမဲ့ကန်လို့ရတယ်ပြီးပါဦးသူတို့က သုံးခုပြည့်နေတော့နိုင်သွားပြီ။သို့တော့ပြီးပါအောင်နဲ့ပွဲကိုစိတ်မချသေးဘူးလို့ထင်တဲ့အတွက်တနည်းအားဖြင့်ပို့ပြီးတော့လုံခြုံစိတ်ချခြင်းနဲ့အတွက်ကစားသမားတွေကိုအနာပေးပြီးတော့ကစားသွားခဲ့တယ်။အဲ့တော့ယူရိုပါလိကိုရူဘင်အမော်ရီအနေနဲ့ဘလောက်ထိမျှော်လင့်ထားတယ်လဲ။ကျွန်တော်မြဝါတင်နေအမော်ရင်ရဲ့အကွက်တွေကိုမြင်နေရတယ်။ပွဲပြီးတဲ့အချိန်မှာလည်းအမော်ရင်ကအဓိကတိုက်တဲ့ UEFA ချက်ကဘာလဲသူပြောပြီးသား Europa League ပဲ။အဲ့တော့ကျွန်တော် Europa League မှာဆိုရင် Manchester United ကိုမယုံကြည်လို့မရဘူး။ပထမအကြော်တော့ဆိုရင် ဒါကျွန်တော်တို့တူတယ်ကို over နဲ့ပြီးပါအောင်ရွေးပေးခဲ့တာ over တခုပဲမှန်ခဲ့တယ်ပေါ့နော်ထားပါအဲ့တော့ United အနေနဲ့ဒီပွဲစဉ်ကိုနောက်ဆုံးမရှုံးအောင်တေရလက်ရအောင်ခံပြီးတော့ကစားသွားဖို့အခြေအနေတွေအများကြီးလည်းရှိတယ်အသင်းရဲ့အဓိကကစားသမားတချို့အနားရထားတဲ့အခြေအနေမျိုးတွေကလည်းဒီပွဲပေါ်မှာအင်ပြအားပြေအများကြီးဖြစ်နေနိုင်မှာโอเคအဲ့ကျွန်တော်အာရှရဲ့အကြောပြမှုတွေကိုဆက်လက်ဆွေးနွေးကြအောင် Man United အသင်းက တည်ကြရင်တဝက်ရှုံဒီကြောပေးမှုကတန်တယ်ဗျတန်တာမှ United နေချင်းလာအောင်ကိုအကြောပေးထားတာဆိုတော့ Bookie ရဲ့အမြင်ကိုကျွန်တော်တို့လေ့လာကြည့်မယ် United မနိုင်နိုင်ဘူးဆိုတဲ့သဘောမျိုးပဲတည်ကြရင်ကြမယ်ရှုံးရင်ရှုံးမယ်အဲ့ဒါကြောင့်တည်တဝက်ရှုံးဆိုတဲ့အကြောပေးမှုပေးထားတာဖြစ်ပါဒါပေမဲ့ကျွန်တော်တို့ Bookie ခေါ်ရာလိုက်တင်လိုက်ရမယ်ကန်တင်ကန်အတိအကျတော့ပြောလို့မရဘူးပေါ့ Bookie ခေါ်ရာလိုက်ပြီးမှန်တဲ့ပွဲလည်းရှိတယ်မားတဲ့ပွဲလည်းရှိတယ် Bookie ကိုဘက်ကန်ပြီးမှန်တဲ့ပွဲလည်းရှိတယ်မားတဲ့ပွဲလည်းရှိတယ်ဘယ်အရာမှအတိအကျရတော့မရှိပါဘူးကို့အတွေးခေါ်နေကိုပါပဲ ကျွန်တော်တူတယ်ကုန်းနဲ့တစ်ချက်ပြန်ချင်းတူတယ်ကုန်းကနှလုံးအပြည့်ရှုံသုံးလုံးသွင်းရင်အပြည့်ဝပျော်ရွှင်ရမှာဖြစ်တဲ့အတွက် United တို့ပိတ်ကစားမယ်ပြီးပါဦးနိုင်လဲ 1C 2C ထက်မပိုရဘူးဆိုတော့ UEL ချက်မျိုးနဲ့လာကောင်းလာနိုင်တယ်တူတယ်ကုန်းကတော့ under သွားဖို့များတယ်တို့ပေမဲ့ကျွန်တော်ကတော့တူတယ်ကုန်းကိုဒီဘက်နဲ့ပတ်သက်ပြီးမရွေးချက်ပေးရဘူးစီစီလိုပုံစံမျိုး 1C လိုပုံစံမျိုးဖြစ်သွားနိုင်တယ်လို့ပြီးပါဦးကနှစ်ဂိုးလောက်သွင်းပြီးတော့နောက်ကမတော်တဆ counter attack တွေရပြီးဂိုးတွေပြန်သွင်းရတဲ့တူတူလိုပုံစံမျိုးလည်းဖြစ်သွားနိုင်တဲ့အတွက် ိုတယ်ကိုကို skip ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဒီတကဘူကီခေါ်ရထပ်ပြီးတော့လိုက်ပါ Bravo နဲ့ဘွဲမှာဘူကီခေါ်ရလိုက်ပြီးမှားခဲ့တဲ့အတွက်ဒီဘွဲတင်ကမှန်ကောင်းလဲမှန်နိုင်တယ်တေးကြရင်တော့ဗျာတဝက်တော့ပဲဆုံးရှုံးမယ်ကျွန်တော်ပြောနေချင်တာတေးကြလို့တဝက်ဆုံးရှုံးခံနိုင် United ကိုပဲကျွန်တော်ရွေးချယ်ကြည့်ရအောင်ကဲနောက်ထပ်တစ်ပိုင်းကဒီနေ့သင်ကြားရတဲ့ gain နဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်ပါမယ် ဟုတ်ကဲ့တလက်ဆာရမီဆက်ပေးချင်တာကတော့ကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာ football game မှာ iPad ခွန်ရှိကို၅သလုံး miss နဲ့ sport ရှိကူကိုကစားလို့ရပါတယ်။ထိုင်းဘက်ကွင်နဲ့လည်းကစားနိုင်ပါတယ်။အသေးသေးတော့ဘဘနံဘတ်၆သလုံး၇သလုံး၅သလုံးနဲ့ကိုချော့ချော့၁သလုံး၃ညာသလုံးမှာဆက်သွယ်ဆုံးတဲ့မိမြနိုင်ပါတယ်။ head to head တိုက်တွေ့ဆုံမှုကတော့ဒါ၂၀၁၂မှာနှစ်ချိန်တွေ့ခဲ့ဘူးလေဗျ။အဲ့ဒီ အခါတမီးရတွေကတော့ဖယ်လိုက်ပါတော့လက်ရှိပူပူနွေ့နွေ့ပထမအကြောင်းတော့ United က3-0နဲ့နိုင်ထားတဲ့အတွက်ကြောင့်နောက်ဆုံး current အခြေအနေမှာတော့ United ကဟတ်တူကမှအသာစီရနေပါတယ် United တင်းရဲ့နောက်ဆုံး6ပွဲသားရလဒ်ကိုပြောမယ်ဆိုရင်ယူးတောင်သွားအောင်ပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ရလဒ်မကောင်းဘူး။တပွဲနိုင်တယ်၊၂ပွဲတည်ကြတယ်၊၃ပွဲရှုံးလာတယ်။ဒါပေမဲ့နိုင်တဲ့ပွဲကလည်းအဲ့ဒီဘီဘာကို၃ခုပြက်နိုင်တဲ့ပွဲ။အဲ့ Europa League မှာတော့အဲ့လို Supernatural ပေါ့နော်။တဘာဝလုံးအကွက်မျိုးကြီးကိုဖြစ်နေတာ။အဲ့တော့ကြောင့်လက်ရှိ Garanfa မကောင်းဘူး။ဘာညာစိုးစောညာလည်း Europa League မှာတော့ United ကိုအထင်သေးလို့မရတာ။ တာအမှန်ပဲတစ်ဖက်ကအသလစ်ဘီဘာကတော့အခုနောက်ဆုံး6ပွဲမှာ3ပွဲနိုင်တပွဲသေးကြိုင်2ပွဲရှုံးထားတယ်ဆွမ်းဆောင်ရေးပိုင်းမတီမငြိမ်ဖြစ်နေတယ်နောက်ဆုံး4ပွဲမှာဆိုရင် Real Madrid ကို1-0နဲ့ရှုံးတယ် Las Palmas ကို1-0နဲ့နိုင်တယ်ပြီး United ကို3-0နဲ့ရှုံးပြီးအခုနောက်ဆုံးပွဲတွေမှာ Real Sociedad ကိုဂိုးမရှိသေးကြသွားပြန်တယ်အဲ့ဒီအတွက်ကြောင့်နိုင်မယ်ရှုံးမယ်သေကြမယ်ဒီပုံစံ3ခုလုံးမှာအသလစ်ဘီဘာကပြေးနေတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့ကျွန်တော်တို့နောက်တစ်ပိုင်းက United တင်းရဲ့ အင်ကွင်း6ပွဲသေးရလက်တပွဲနိုင်4ပွဲတည်တပွဲရှုံးထားပါတယ်ရှုံးတဲ့ပွဲကဝူဗန်ဒန်အခုနောက်ဆုံးရှုံးခဲ့တဲ့ပွဲပါချန်တဲ့ပွဲတွေမှာတေရလက်တော့အနည်းဆုံးရတယ်ပေါ့နော်နိုင်တဲ့ပွဲဆိုရင်လည်း Real Sociedad ကို4-1နဲ့နိုင်တဲ့ပွဲမျိုးတောင်ရှိတယ်အဲ့တော့အင်ကွင်းကစားအကောင်းတယ်လို့လည်းမဟုတ်မကောင်းလို့လည်း မဟုတ်ဘူးတေပွဲတွေများနေပါတယ်တစ်ဖက်ကအသစ်ဘီဘာဝရဲ့အဝေးခွင့် reset တွေကိုကြည့်မယ်ဆိုရင်နောက်ဆုံး6ပွဲမှာသူတို့တပွဲပဲနိုင်တာပါတယ်အပွဲကတော့ Sevilla ကို1-0နဲ့ကတ်နိုင်တဲ့ပွဲပါကျန်တဲ့ပွဲစဉ်တွေမှာရလက်လုံးဝမကောင်းပါဘူးထူးခြားတာတစ်ခုက Total ကို Under ပွဲတွေ4ပွဲတိတိဖြစ်ခဲ့တယ်စီးစီးတေပွဲ3ပွဲပါတယ်ဗျာ Real Sociedad ကိုစီးစီး Rangers ကိုစီးစီး Villarreal နဲ့စီးစီးအဲ့တော့ကြောင့်ဒီပွဲစဉ်ကလည်းစီးစီးဆိုတဲ့ reset မျိုးလည်း ဖြစ်သွားနိုင်တယ်ဗျရိုမာကို2-1နဲ့သူတို့ထတ်ရှုံးထားတယ်ဗျအဲ့တော့အက်တလစ်ဘီဘာရဲ့အဝေးကွင်းဆွမ်းဆောင်ရေးကလည်းအတော်လေးဝိနေတယ်လို့ပြောနိုင်ပါတယ်ကဲကျွန်တော်နောက်ဆုံးမှ viewer ဘိုင်းချင်းကတ်မှုအနေနဲ့လှုပ်လိုက်ရအောင်ပထမအကြောင်းမှာတော့အက်တလစ်ဘီဘာရဲ့ကစားမုံကစားပေါ့ကျွန်တော်တို့တေချာအနီးကပ်လေးလာခွင့်ရခဲ့ပါတယ်ကစားသမားတယောက်အထုပ်ပဲမခံရတဲ့အချိန်ထိ United အသင်းကိုအကောင်းဆုံး PR ပေးကစားနိုင်ခဲ့တဲ့အတွက်ကြောင့်ဒါဘီဘာဟူ၃ခုပြက်ပထမအကြိမ်မှာနိုင်ခဲ့လို့ဒီသင်းကချင်တယ်လို့ပြောလို့မရဘူး Spain အသင်းတစ်သင်း PP ကစားသမားတယောက်နဲ့တယောက်ဂျားတွေက positional relation လောက်ရမယ်အပိုင်းနေရတော့တိတ်တောင်လှည့်ကြည့်နေကြမလို့အကောင်းဆုံးနားလေသဘောပေါက်တဲ့အတင်းတင်းမှာဒါပြင် ဝင်းနှစ်ဖက်ကအီနာဂီဝီလီယမ်စ်နဲ့နီကိုဝီလီယမ်စ်တို့ညီကိုနှစ်ယောက်ရဲ့လှုပ်အားနှုံးတွေတူးချင်းကြွန့်ကျင်မှုတွေကလည်းကြောက်ဖို့လက်မကောင်းတယ်ဗျ။အီနာဂီဝီလီယမ်စ်ဆိုရင်အသက်အရွယ်တစ်ခုသာရောက်နေတာ။ဒါမဲ့ပြေးနိုင်တော့မဲပက်ထရစ်ဒေါ်ဂူနဲ့တောင်ရှင်ပြီးထုတ်ပြေးသွားတဲ့အလုံးမျိုးတွေအများကြီးကျွန်တော်မြင်ခဲ့ရတယ်။အဲ့တော့ကြောင့်အလဲမှာဘစ်ဒက်တဲမဲပြီးရင် half space သွားမဲတောင်မန်နေ channel တွေကနေအထဲကို cutting side လုပ်မဲအကွက်မျိုးတေချာပေါက်ဘီပါကိုကစားလာမှာပါ။အဲ့ဒီအပိုင်းတစ်ပိုင်းကတော့ယူနိုက်တက်အနေနဲ့တေချာ queue side ဖို့လိုတယ်။အထူးသဖြင့် ဝင်ဘက်ကစားသမားတွေအင်ပြစ်အားပြစ်ဖြစ်နေရမှာပါ SCB RCB တွေကလည်း supporting လုပ်ပေးဖို့လိုတယ်ဒါအပြင်ကျွန်တော် Casmero ကလည်းတစ်ဖက်သင်းရဲ့တန်ဖိုးကိုတက်နိုင်သမျှချပေးဖို့လိုအပ်ပါလိမ့်မယ်ကံကောင်းတော့တကူကတော့ Brandford ကိုရှုံးခဲ့တဲ့ပွဲစဉ်မှာအသင်းရဲ့အဓိကသမားတချို့အနားရသွားတာဟာဒီပွဲစဉ်အတွက်အင်ပြစ်အားပြစ်ဖြစ်နေနိုင်တယ်ကျွန်တော်ကဘီဘာရဲ့တခြားနေရာကိုတိတ်ပြီးတော့ဟိုမစိုးရင်အဓိကစိုးရင်ကမှာအဲဒီနီကိုဝီလျံစ်နဲ့အီနာကီဝီလျံစ်နှစ်ယောက်ပဲ Left wing right wing ဘယ်နာကဘယ်လိုပဲပေါ့ပေါ့အဲ့နှစ်ယောက်လုံးကလက်ရှိအချိန်စွမ်းဆောင်ရေးပိုင်းကတိတ်ပြီး မကွာဘူးဗျ။ Inagi Williams ကတော့အကိုဖြစ်တယ်အတွေ့အကြုံပိုင်းပူရင်းတယ်တစ်ဖက်ကတော့ငယ်ကုံပူရှိတယ်။အဲ့နှစ်ယောက်ကို control လုပ်နိုင်ပြီဆိုရင်ဂျန်ရဲ့အပိုင်းတွေမှာ United အနေနဲ့အသာစီးရဖို့တိတ်ပြီးတော့မခတ်တော့ဘူးလို့ကျွန်တော်ယူဆပါတယ်။အဲ့တော့ဒီဘွဲတင်ကဘီဘာကိုကိုးရဖို့အတွက်မျော်လင့်လို့ရပေမဲ့ United ရဲ့ခံစစ်ကစားနိုင်စွမ်းအောင်လည်း Asian Pride အားနဲ့တူကျွန်တော်တို့မေ့ထားလို့မရဘူး။တရေကြဖို့များတဲ့ပွဲတင်တစ်ပွဲဖြစ်ပါတယ်။ဒါမဲ့လည်း Asian အသင်းရှုံးဖို့လက်မမြင်တဲ့အတွက်ကြောင့်အနိုင်ရဖို့ မျော်လင့်ချက်ခပ်ပါပါလေးကိုတွက်ဆရင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုရွေးချယ်ပေးကြပါရခင်ဗျာ